ဇလန်းလေးရဲ့အစာမှာတော့မိမကြီးတယောက်ဟာတုံမိန်စီပြီးတော့ဈေးကနေပြန်လာပါတယ်။အိမ်ပြန်ရောက်တော့မိမကြီးကပြီးရင်ငါပြန်လာခေါ်အောင်ဒါရီဈေးမှာတွားရောင်းရမယ်။အဲ့ရောက်မှနင့်ကိုပတ်စံရှင်းပေးမယ်။ဒါရီအလုံးရောင်းကုန်မှာလို့ပြောပြပါပါတယ်။အဲ့ဒါနဲ့တုံမိဆရာကမိမကြီးကိုဂါဘူကခမရအကျွေးမရှင်းတာတပတ်လောက်ရှိပြီလို့ပြောပါတယ်။မိမကြီးကပူးမနေနဲ့။ငါနင့်ကိုပေးမယ်။ ဃာဘူးကိုလည်းပေးမယ်ဆိုတာပြောလိုက်လို့ပြောတယ်။အဲ့ဒါနဲ့သုံးပြီးဆရာကခမရသမီးလှနေလို့ကံကောင်းတယ်မှတ်ပါလို့ပြောပြီးထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာသူ့ယောက်ျားရောက်လာပြီးဘာတဲ့လဲလို့မေးလိုက်တဲ့ခါမှာတော့မိမကြီးကဘာမှမဟုတ်ပါဘူး။ကျွန်မသူ့ကိုနောက်မှငွေရှင်းပေးမယ်လို့ပြောလိုက်တာ။ဒါရီအားလုံးရောင်းကုန်မှပြောပြီးသူတို့လင်မယားနှစ်ယောက်ကအိမ်ထဲကိုဝင်သွားတယ်။အဲဒီနောက်မှာတော့သူတို့မိသားစုဟာထမင်းစားနေတော့မိမကြီးက ဘိရှင့်မှာငွေချေးလိုရတယ်လို့တကယ်ပဲဘယ်သူမှမရှိတော့ဘူးလားကျမတို့ရောင်းနေတဲ့ခရုတွေဝယ်ဖို့ငွေပြတ်တော်မယ်လို့ပြောပြတော့သူ့ယောက်ျားဘိန်းကမရှိဘူးဘော့စီကချေးထားတဲ့2000တောင်အခုထိမဆက်ရသေးဘူးလို့ပြောပြတယ်မိမကြီးကကျမချေးထားတဲ့သူတွေကိုလည်းပြန်မဆက်ရသေးပါဘူးဘိန်းကျမတကယ်ဒုက္ခရောက်နေလို့ဘာလို့ပြောတော့ဘိန်းကမင်းငါ့ကိုဘယ်လိုလုပ်စေချင်လို့လဲငါ့ကိုတုံးပြီပဲ ပြန်မောင်းစေချင်တာလားငါအခြေအနေကိုမင်းမတွေးဘူးလားငါတို့မြေကိုပဲရောင်းလိုက်ရမယ်ဆိုရင်ကောလို့ပြောပြပါဗါမိမကြီးကကျမစူတောင်းနေပေါင်းစုံနေပြီ မော့ကြီးငုံကြီးဒူးထောက်လှဲမှောက်လျက်ပြောပြတယ်ဘိန်းကပေါင်ကစူတောင်းရင်တော့ပြင့်ရင်ပြည့်မှာဘောလို့ပြန်စားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူတို့ထမင်းစားနေတော့ကားပြီးပောက်တံကိုကြားလို့ဘိန်းတယောက်ထထွက်ကြည့်လိုက်တယ်လမ်းမှာပေါ်မှာကားပြင်နေတဲ့သူတယောက်ကိုတွေ့တော့ တော်ပါသေးတယ်။ဖះမှာတာပဲလို့ရေယူပြီးကားသမားရှိကိုတွားလိုက်ပါတယ်။အနာကိုရောက်တော့ငါကတနတ်တန်လို့ထင်သွားတာလို့ပြောလိုက်တယ်။ကားသမားကကားပြီးပောက်တာပါလို့ပြန်ပြေးလိုက်တဲ့အခါဘိန်းကဆိုးတာပဲ။ဒါအတော်ကန်ဆိုးတာ။ဒီလောက်နေရာတွေအများကြီးကိုငါတို့အနာမှာမှဘီလာပောက်ရတယ်လို့ပဲ။ဟုတ်ပြီ။မင်းตาရကိုဖြုတ်လိုက်ပါလား။ငါမင်းကိုပြင်ဖို့ကူညီပေးမယ်။ငါမှဘီဖာဆိုင်ရှိတယ်။မင်းตาရယူပြီးတော့ငါနောက်ကလိုက်ခဲလို့ပြောပြီး ထွက်သွားပါတယ်။အဲဒီလိုနဲ့အိမ်ကိုပြန်ရောက်တော့ဘိန်းကသူ့မိသားစုကိုသူ့ကားပြီးပေါက်လို့ငါပြန်ပေးလိုက်အောင်မယ်လို့ပြောပြတယ်။အဲဒီချိန်မှာသူ့မိမကကားပိုင်ရှင်ကို ချော်လိုက်တာဆိုပြီးအတကုံငန်းနေပါတယ်။သူ့သမီးကလည်းသူကတကယ်ချော်တာပဲလို့ပြောပြီးတားမီနှစ်ယောက်ကငေးနေပါတယ်။ဘိန်းကတော့ကားပြီးပါနေရင်တန်အကြီးကြီးစုသွားတာပဲလို့ပြောပြတယ်။ကားဆရာကကျွန်တော်အဲ့ဒါပြီးခဲ့တဲ့အပကမှာဝယ်တာတာလို့ပြောတော့ဘိန်းကဆက်ပြီး တိလားအရင်တုန်းကဆိုရင်ငါ့မှာတုံးပြီးရှိတယ်ခရီးတယ်ခေါ်နေတော့ငါ့ကိုထရက်ကအကြီးကြီးကဝန်းတိုက်သွားတာအဲဒီမှာငါ့ခြေတော့ပျက်စီးသွားတယ်ထရက်ကကုမ္ပဏီနဲ့စကားပြောတော့သူတို့ငါ့ကိုတုံးသိမ်းရော်ပေးတယ်ဒါပေမဲ့အခုတော့ကုန်ပါပြီကြာလဲကြာခဲ့ပြီအဲ့ဒီတော့ငါဘီးဖာတဲ့ဆိုင်ဖွင့်လိုက်တယ်ဒါပေမဲ့ဟောဒီလမ်းကိုလာပြင်တော့ငါဖောက်တယ်တွေရော့သွားတယ်အဲ့ဒီချိန်မှာပဲကာသမားက သူ့ဘေးကထွက်သွားပြီးမထင်မှတ်ပဲသူ့သမီးကိုတုံးလုံးရေချိုးနေတာကိုတွေ့လို့ရက်ကြည်နေခဲ့ပါတယ်။ကောင်မလေးကရေချိုးပြီးအပြင်ထွက်လာတဲ့ချိန်မှာတော့ကားဆရာကိုတွေ့ပေမဲ့မတိတလို့ရှောင်ထွက်သွားတယ်။ခဏနေအပေါက်ဝါရောက်မှတစ်ချက်ကြည့်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကားပြီးဖာလို့ပြီးတာနဲ့သူတို့တွေဟာကားပြီးကိုပြန်တက်လိုက်တယ်။ကားဆရာကပြောပြီးဘင်းကိုပတ်စံတွေပေးလိုက်တယ်။ဘင်းကကားဆရာပတ်စံပေးတာများတဲ့အတွက် boss ဒါအရင်များနေပြီလို့ပြောပြလိုက်တယ်။ ကာသမားကရပါတယ်လို့ပြောပြီးသူသမီးကိုငေးနေခဲ့တယ်။ပြီးတော့ဆက်ပြီးခမည်းနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်တယ်။ဘိန်းကဘိန်းပါလို့သူ့ကိုယ်သူမိတ်ဆက်ပါတယ်။အဲဒါနဲ့ကားဆရာလည်းနှုတ်ဆက်ပြီးတော့ထွက်သွားခဲ့ပါတယ်။ကာသမားထွက်သွားတော့ဘိန်းကသူ့ငါကို၃000တောင်ပေးသွားတယ်။တန်ချောင်းချထားတာငါမှန်းသူမသိဘူးလို့ပြောတယ်။သူ့မိမကကြီးစက်မအောင်"ကျမအတွက်ခယူဖို့အဲ့ဒီမှာကျမနှစ်ရွက် ရှင်တရွက်လို့"ပြောပြီးတော့ပေးလိုက်တယ်။ နောက်တစ်ခါမှာတော့ IRS ဈေးရောက်နေတော့သူ့တငယ်ချင်းရောက်လာပြီးငါ့မှာတည်င်းကောင်းရှိတယ်လို့ပြောပြတယ်။ IRS ကဘာတည်င်းကောင်းလဲလို့မေးလိုက်တဲ့ချိန်မှာတော့ငါအပြိုရည်ပြတ်သွားပြီလို့ဂုံယူစွာနဲ့ပြောပြတယ်။ IRS တကယ်လား။နင်ကအပြိုမဟုတ်တော့ဘူးဗောလို့မေးလိုက်တယ်။သူ့တငယ်ချင်းကစောစောကလေးတင်ငါရော့ဘတ်နဲ့တရှိပြီးသွားပြီဆိုပြီးတချင်းကြီးကပေါင်းဆောင်ကို IRS ကိုပြောပြပါတယ်။ အဲ့ချိန်မှာသူ့ကိုချစ်နေတဲ့ဂျင်ဘိုဆိုတဲ့ကောင်လေးရောက်လာပြီးသူတို့နဲ့စကားလာပြောတယ်။ဂျင်ဘိုကအိုင်ရီကိုနင်းခယူလေးငါ့ကိုဘယ်တော့ပေးမိမှာလဲလို့မေးလိုက်တယ်။အိုင်ရီလည်းခယူအစ်စ်တွေကိုထည့်ပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Iris တို့မိသားစုထမင်းစားနေတော့ကားပိုင်ရှင်ရောက်လာပြီးသူကအသက်50ရှိပါပြီ။ကျွန်တော်ကမုတ်ဆိုးပိုတယောက်ပါကျွန်တော်မိမဆုံးသွားတာ10နှစ်ရှိပြီ လောလောဆယ်ဆယ်ကျွန်တော်ဇနီးတယောက်ရှာနေတာပါ ဒါပေမဲ့ကျွန်တော်ကအပြူစင်ကိုလိုချင်တာလို့ပြောတော့ဘင်းကမင်းကဘာကိုဆိုလိုချင်တာလဲလို့မေးလိုက်တယ်။အဲ့ဒါနဲ့သူက ခမရသမီး Iris ကိုကျွန်တော်နဲ့လက်ထပ်ဝင်ပြုမယ်ဆိုရင် အခချင်းကိုပေးပါမယ်လို့ပြောပြတယ်။ဘင်းကသဘောမတူပဲစိတ်ဆိုးစွာနဲ့မင်းကငါသမီးကိုဝယ်မယ်တဲ့လား။မင်းဘသူလဲနောင်ငါတို့တိတာမဟုတ်ဘူးလို့ပြောတော့ကာသမားကကျွန်တော်နာမည်ဝါကင်းပါလို့မိတ်ဆက်တယ်။ ဘင်းကစိတ်ဆိုးနေပြီမဲ့သူ့မိမရူဆာကတော့ဝါကင်းနှစ်တန်းပေးမယ်ဆိုတာကိုကြားပြီးတဘောတူနေပါတယ်။ဝါကင်းက Iris ကိုအပြူစစ်စစ်ဖြစ်ဖို့တော့လိုချောင်ပြောပြတယ်။ရူဆာကစစ်ချောင်းဝင်ပြောလိုက်တယ်။ဘင်းကစိတ်ဆိုးနေပြီမဲ့ရူဆာကတော့သူ့တောင်းဆိုနေတာလေ။ကျမတို့ညင်းညင်းတာပဲဗောလို့ပြောပြီးဘလောက်ပေးမှလဲလို့ထပ်မေးပါတယ်။ဝါကင်းက၅တန်းပေးမယ်လို့ပြောလိုက်တယ်။အဲ့ဒီနောက်မှာတော့ဝါကင်းကခမည်းတော်အခုချက်ချင်းဆုံးဖြတ်ချက်ချစရာမလိုပါဘူး။ Iris ကိုလည်းစာနာရှိလာမေးလိုက်ပါ။ "तू စာနာရှိတယ်ဆိုရင် ကျွန်တော်အိမ်လာခဲ့ပါပြောပြီး तू လိပ်စာပြပြီးတော့ထွက်သွားခဲ့တယ်။နောက်တစ်ခါမှတော့သူတို့မိသားစု၃ယောက်ဟာဝါကင်းအိမ်ကိုရောက်သွားပြီးတဘောသူစာချုပ်ချုပ်ပါတယ်။စာချုပ်မှာလက်မှတ်ထိုးပြီးရင်ပတ်စံတဝက်ရမယ်။နောက်တစ်ဝက်ကကျွန်တော်တို့လက်ထပ်ပြီးကမှပဲထက်ရမယ်လို့ပြောပါတယ်။သူအပြိုစစ်ဖို့တော့ခမည်းတော်အာမခံရမယ်ပြောပြတယ်။နောက်တစ်ခါမှတော့ Iris က သူ့ချစ်သူကောင်လေးဂျင်ဘိုနဲ့ချင်းတွေ့ပါတယ်။ဂျင်ဘိုကသူ့ကိုမော်စကိုသူ့ဘိုလုံနေချင်းပါပဲ။ Iris ကလက်ခံလို့ဂျင်ဘိုဟာ Iris ကိုမသိမ်းချင်ပါတယ်။ Iris ကငိုပြီးမလုပ်ဘူးပြောပါတယ်။ကိစ္စပြီးတော့ Iris ဟာအပြိုအဆင်မဟုတ်တော့ဘူးဆိုပြီးဝမ်းနည်းစွာငိုကြွေးချင်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့ဝါကင်းနဲ့ Iris တဟာမင်္ဂလာပွဲအချင်းချင်းလုပ်ပါတယ်။မင်္ဂလာပွဲပြီးတော့ Iris မိသားစုထမင်းစားနေတော့ Jan ရဲ့ပတ်စံကိုထပ်ပေးလိုက်ပါတယ်။ ရိုဆာက ပစံတွေကိုယူသိမ်းလိုက်တယ်။ထမင်းစားပြီးတော့ရိုဆာရဲ့မိသားစုဟာအိုင်ရစ်ကိုဝါကင်းကိုငါတို့သမီးကိုဂယုစိုက်ပါနော်လို့ပြောပြီးပြန်သွားခဲ့ပါတယ်။အဲ့ချိန်မှာပဲဝါကင်းကအိုင်ရစ်ကိုစားရဝါရတော့မယ်ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးအိုင်ရစ်ကိုရှေ့ကျုံပါတယ်။ကျုံနေရင်က Iris ကအပြူစင်မဟုတ်မှန်တိသွားတဲ့ခါမှာတော့ ဝါကင်းဟာစိတ်ညစ်ဒေါသထွက်သွားခဲ့တယ်။အဲဒီနောက်မှာတော့ဝါကင်းက Iris ကိုဂျုံရင်ဂျုံသူလိုဂျုံတယ်။တရက်မှာတော့ Iris ချစ်သူက Iris ရှီကိုခိုးလာတွေ့ပြီး Iris ကိုဂျုံနေတော့ပဲသူတို့ထွက်ပြေးမယ့်အချိန်မှာဝါကင်းရှောက်လာလို့ပြဿနာတက်သွားခဲ့တယ်။ Iris ကောင်လေးနဲ့ဝါကင်းဟာနှပန်းလုံးလိုက်တယ်။အဲဒီနောက်မှာတော့ဝါကင်းက Iris ကောင်လေးကိုတနက်နဲ့ပြစ်တက်လိုက်တယ်။ Iris လည်းဒါကိုမြင်ပြီးတော့ကြောက်လန့်စွာနဲ့ထွက်ပြေးသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့တူမိပါအိမ်ကိုရောက်သွားတယ်။ဝါကင်းလဲရောက်လာပြီးခမည်းတော်ကျွန်တော်ကိုလိန်နေပြုတ်ပြီး Iris ကိုဆွဲခေါ်သွားတယ်။အဲဒီအချိန်မှာပဲဘိန်းကလိုက်လာပြီးဝါကင်းကိုတနက်နက်ပစ်တက်လိုက်တယ်။နောက်ဆုံးမှာတော့ Iris ဟာဝါကင်းရဲ့ဇနီးဖြစ်တာကြောင့်ဝါကင်းရဲ့ပိုင်ဆိုင်တမယအကုံရပြီးသူတို့မိသားစုဟာအေးအေးချမ်းချမ်းနဲ့နေထိုင်သွားခဲ့ပါတယ်။မိတ်ဆွေတို့လည်းဒီဇလန်းလေးကိုကြည့်ပြီးစမူဆာတစ်ခုကိုတင်းချီပေးအပိုင်ဝယ်စားခဲ့တဲ့ဝါကင်း မှန်လားမှားလားဆိုတာကွန်မန်ပေးပြီးတော့ပြောသွားခဲ့ပါဦးနော်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ယေရှုတင်ပါတယ်နောက်ရက်တွေမှာလည်းဇလံကောင်းတွေကိုနေ့စဉ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုတွေမှာထပ်မံဆုံတွေ့ကြပါသေးတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ Wineset Moving Channel လေးကို Like and Subscribe လေးများလုပ်ထားခဲ့ပါဦးနော် အားလုံးပဲ